ချေဦးညောတမိုင်းဝဲတွင်ပေမဲ့တမိုင်းဝင်နေတဲ့စကားများသမင်းသခင်ကိုပြမာတော့အလွန်လျင်ဝန်လေးလက်တန့်ငခင်ညောသမင်းတစ်စလုံးကိုလျက်ကိုရက်သူ့ဂျေစုကိုတည်တည်ငါစီရှင်ဂျေစုရှင်တပည့်ကံဆရာတော်ဖျားကြီးပြုစုတော်မူခဲ့တဲ့ပရိတ်ကြီးနေတရတဲ့ဂါရဝောစာနိဝါတောစာမင်္ဂလာတရားတော်ကိုရှင်းလင်းချက်မှာကတာညုတ္တကိုလည်းထူးရေးသားပြတော်မူခဲ့ပါတယ်ရှေးဥစွာဂျေစုပြုတတ်သူပௌပကာရီ ုပ္ပကာရီသူပြုဟုသည့်ယေရှုကိုတည်တဲ့ထုတ်ဖော်တတ်သူကတညုတာကတဝေဒီဆိုတဲ့ပုဂ္ဂိုလ်နှမျိုးဟာရခဲ့သောပုဂ္ဂိုလ်များဖြစ်တယ်လို့ဆိုပါတယ်။သူပြုခဲ့ဘူးသောယေရှုကိုတည်ခြင်းကတညုတာတဲ့။နည်းသည့်ဖြစ်စေများသည့်ဖြစ်စေပြုဟုသောယေရှုကိုတည်ရပါမည်တဲ့။လောကကြီးမှာယေရှုမတည်တတ်သူအကတညုဝေပေါ်လာပါတယ်။မင်္ဂလာတုတ်ကိုနာတိုင်းရွတ်တိုင်းကာရဝောစအပိုက် ဒီကတညူတာကိုရောက်လေတိုင်းငခင်ညုံနဲ့ငါးစီးရှင်တို့အကြောင်းသတိမရပဲမနေနိုင်အောင်ဆက်ဆက်တွေးမိရပါတယ်။ပင်ရမျိုးတည်တဲ့တည့်ရသူဟာသားသုံးယောက်ထုံးကားပါတယ်။အကြီးဆုံးကဥဇနာအလက်အလက်ကကြော်စွာ အငယ်ဆုံးကအနောယထာ။တောင်နမ်းမိနေရာကဖွာရတွေပါ။နောက်သားတယောက်ရှိပါသေးတယ်။သူကအသိဉာဏ်ဆောယွန်းမှန်တမ်းအရအသိဉာဏ်ဆောယွန်းရဲ့မိခင်ဟာလင်းရင်ရွာသူကနေကောက် တော်ကောက်ခံရပြီးမှမြောင်နှမ်းမိပြဖြစ်လာသူပါမြောင်နှမ်းကမွေးတဲ့အသိန်းခရဆောယုံပုံမှာတည့်ရသူမင်းအကျင်နာပုံပုံရပါတယ်အသိန်းခရဆောယုံကိုယ်တိုင်လည်းလူရဲ့အထက်ဆုံးလို့ဆိုနိုင်ကြရှိပါတယ်ဘယင်းတွေဟာကိုယ်တိုင်ရဲ့စင့်အင်အားကိုအမြဲအကဲဆန်းတတ်တယ်အမေကဲဆန်တဲ့လို့ကိုနဲ့ဆက်နွယ်နေတဲ့လူတွေရဲ့အင်အားကိုလည်းစူးစမ်းဆင်ခြင်ရပါတယ်။တရသူမင်းဟာသူ့သားတွေရဲ့ကိုပိုင်တက်အင်အားတွေကိုစူးစမ်းပါတယ်။ တာကြီးဥစ္စနာနဲ့တာလက်ကျော်စွာတို့ကကိုပိုင်တက်အင်အားအတော်တန်ရှိကြပေမဲ့သူရဲ့တထောင်စီတထောင်စီ သူရဲ့တထောင်စီလို့မူကွဲရှိမြောင်နှမ်းရဲ့တားအငယ်ဆုံးစောယုံစောယုံမှာရှစ်ကျိတ်ပဲရှိပါတဲ့တည်သူမင်းကတားငယ်ကိုစကားသွင်းပါတယ်ငါမရှိရင်နင်းအင်အားလေးနဲ့သူတပါနှင်းဆဲစရာဖြစ်တော့မယ်နင်းကိုညှောက်ကလည်းရှိနေတော့နင်းကိုမှကွက်ပြီးငါဆင်လုံးမြင်လုံးမပေးတာဘူးနင်းကိုညှောက်ကိုရှိနေထားပြီးငါစီတောင်းလေတဲ့ စောယုံကလည်းခမဲတော်သင်မိတဲ့အတိုင်းအကိုဦးဇနာနဲ့ကြိုးစွာတို့စီချင်းကကျွန်တော်စင်လုံးမြင်လုံးရဖို့အကိုတို့ကအရှိအနေလျှောက်ပေးပါလို့တောင်းဆိုပါတယ်။ညီကို၃ယောက်ခမဲတော်ရှေ့ရောက်ကြတော့အကို၂ယောက်ကညီတွက်တောင်းမိကြတယ်။တည်သူမင်းကယောက်ျားဆိုတာကွာစင်လုံးမြင်လုံးအင်အားအကြီးကြီးဆုံးမဟုတ်ပါဘူး။ငယွန်းလည်းငယ်ပါသေးတယ်။အေးလေမင်းတို့အကြီး၂ယောက်ကပေးခြင်းတယ်ဆိုရင်တော့လေယူဖို့ကွာလို့ဆိုလိုက်ပါတယ်။ဒီနေ့နဲ့စောယုံဟာစင်အားမြင့်စင်မြင်းအင်အားရ တက်ခွဲပိုင်ဖြစ်သွားရောနောက်ရခထက်တောင်းပါသေးတယ်။စားကြီးစားလက်ပိုင်နေမိပါ။အကိုနှစ်ယောက်ကရှေ့နေဝင်လိုက်ပြီ။ဒီနေ့နဲ့စောယုံဟာစကိုင်းကိုရသွားပါတယ်။မပေးခင်မှာဘယင်ကဆိုပါသေးတယ်။မင်းတို့လျှောက်လို့စောယုံစင်မြင်ရသွားပြီ။စားကြီးစားလက်ထက်ရလို့ပကံပုံကံတောင်းကျရင်ခက်မှန်တော့ပေါ့ ตาจีเหี่ยวก็เลยจองเราရှိပါတယ်ဒီကောင်မလို့ရဲပါဘူးဆိုတော့မှအေးငါပေးတာမဟုတ်ဘူးမင်းတို့ပေးလို့ရမင်းတို့ပေးလို့ရင်ယူစေဆိုပြီးစကိုင်းကိုပေးလိုက်တာ စကိုင်းရပြီပါကြမလဲအတင်းခရစောယုံးဟာတေချာလက်နက်နိုင်ငံပြုပါတော့မယ်ဒီတော့ခမဲတော်တည်ရသူဟာตาจีဥစ္စနာကိုစကိုင်းသွားတိုက်လို့အမိန်ပေးပါတယ်ပြီးမှတစ်ဖက်လက်နဲ့သားငယ်စောယုံးစီကိုမင်းကိုဥစ္စနာရွှေကြက်ရက်ကနေကူးလာလိမ့်မယ်မင်းကိုကြောစွာ တပည့်သားရက်ကနေကူးလာလိမ့်မယ်လို့ကြိုတရင်ပို့နှင့်ထားပါတယ် စောယုံကြိုတိုက်လို့ဥစနာရောကြောစွာပါအရင်နဲ့မီပြန်ခဲ့ကြပါတယ်။ရှုံးပြန်လာတဲ့အကြီးညာကိုမင်းတို့ညံ့တယ်လို့ပြစ်တင်ပြီးတိုင်းငယ်စောယုံအတွက်တော့ကြိတ်ပြီးစိတ်ချရင်ရင်သွားပါတယ်။ဒီနောက်ခံလေးကိုပြောပြရတာဟာတခြားကြောင့်မဟုတ်ပါဘူး။ဘယင်ငါးစီးရှင်ဖြစ်လာမဲ့ကြောစွာနဲ့စကိုင်းစားအတိတ်ခေတ်ကစောယုံတို့ကြားမှာရှိနေတဲ့မသေးလှတဲ့ရန်ညိုးပြိပခအခင်းချင်းကိုပြခြင်းလို့ပါ။တရသူမင်းမရှိတဲ့နောက်သားကြီးဥဇနာမင်းပြူပါတယ်။ဒါပေမဲ့ပင်လယ်မျိုးကိုစားတဲ့ တားလိုက်ကြောစွာဟာဖုံးစွမ်းလူစားပိုထက်တဲ့သဘောရှိပါတယ်။ဖေဘရင်မဖြစ်ခင်ကတည်းကစင်ဖြူ၅စီးရခဲ့တယ်လို့ဆိုပါတယ်။စင်ဖြူဆိုတာဘရင်တို့ရဲ့ဖုံးငိုပြတင်ကြတာကြီးပေတကား။ဒီတော့စင်ဖြူတစည်းသေးတာပိုင်တဲ့ဥစနာမင်းဟာငါညီငါစီစဉ်ယူတော့ဆိုပြီးအသားတကြီးဆင်းမိပါတယ်။ဥစနာမင်းအနောက်တကားထွက်ရင်ပဲကြောစွာရှေ့တကားဝင်မိမိမင်းပြူပါတယ်။ငါးစီးရှင်ကြောစွာဆိုတာမြင်းစုကာစုလေးစုတွေဖွဲ့ပြီးအများသိကြတဲ့ ကာရှင်းကို ရေးဆက်သည်ဆိုတော့သိဆိုသူပါပဲနန်းထက်ကိုနှစ်တာရှိခဲ့တဲ့ကာရှင်းရှင်ကျော်စွာဟာရာဇဝင်မှာတော့နမည်ဆုံးမကြံရင်သူလို့ပြောရမှာပါ ကာချင်းကာကနဲ့တွဲပြီးလူသိများလို့နှစ်သက်စရာကောင်းလာတဲ့ဟော်ဒီဖြစ်ကလေးကလည်းလူတော်တော်များများသိပါတယ်တုန်နန်းတဲ့တော်စကိုင်းအတင်ခရာစောယုံကိုတွားလောက်ကြံချေလို့ကျွံယုံငခင်းညိုခိုင်းပါတယ်မင်းရာဇာဘုံရ ရင်မဖြစ်ခင်ရတဲ့ကပင်လယ်စားဘွားကလေးကစောယုံကိုလှုပ်ကြံခိုင်းတယ်လို့လည်းမူဝဲရှိငခင်ညိုစကိုင်းကူးပြီးအရေးချီကြည့်တော့အခွင့်မသာတာနဲ့တောထဲမှာဝင်ပုန်းနေရပါတယ်။တောင်ရကျော်မှနန်းတော်နဲ့မင်းဆက်ရခန်းဝင်နိုင်ခဲ့ပါတယ်။ဒီတော့မဟာဂီရိနတ်ကိုဆုံးတင်ထားတဲ့ထမင်းအမဲဟင်းတွေကိုရွှေစလောင်းနဲ့အပြေးမောက်တွေးရတော့ထမင်းတောင်ရငတ်ခဲ့ရတဲ့ငခင်ညိုဟာအပါတရတဝအစားလိုက်ပါတယ်။ ပြီးမှစောယုံကောင်းရင်ကိုကပ်ပါတယ်စောယုံဟာအိပ်ပေါ်နေပါပြီဒီအချိန်မှာငခင်ကိုစဉ်းစားပါတယ်ချွေစလောင်းနဲ့တင်ထားတာမို့စကိုင်းမင်းရဲ့ထမင်းဟင်းဆိုတာတခင်တခင်ကိုသိလိုက်ပါတယ်အီမင်းဒီယခုပဲငါထမင်းရှင်ဖြစ်ခဲ့ပြီထမင်းတခင်ကို ပြမတော့အလွန်ရင်ဝန်လေးလက်တဲ့နောက်တစ်ဖက်ကနေပြန်စဉ်းစားပါတယ် ငါရှင်ငါစီးရှင်ခိုင်းနေတိုင်းငါတို့ကိုလောက်ကြံမှာကြုံကောင်းပြီးသားပြင်လောက်ကြံတာလျက်မလောက်ကြံပဲပြန်ရင်ငါရှင်ကိုငါကိုမြတ်ပြီးငါအသက်ဆုံးပြီနောက်တစ်ချိန်စဉ်းစားပုံကငါရှင်မြတ်ရွတ်တရားလျင်တတတာထမင်းသခင်မှာပြင့်မှားတော့တန်လျာဝယ်အပယ်၌တာခံရမည်အပယ်မှလွတ်ရလူဖြစ်ရပြီးအောင်ရုပ်ဆွာတော့ကိုဖြစ်တာရှိလျာသည်ငခင်ညိုရဲ့ဓာဟာတအိမ်ထဲကနှုတ်တုံဆွတ်တုံဖြစ်နေပါတယ်နောက်ဆုံးမှာတော့ ငခင်ညိုဟာကြီးမားလာတဲ့စွန့်စားမှုတစ်ခုကိုပြုခဲ့ရပါတယ်။ပြုပုံဟာစောယုံရဲ့ဗရမ ्या သားကိုခေါင်းရည်ကနေဖြုတ်ယူပြီးစောယုံကိုမလုံးကြံပဲပြန်လာခဲ့ပါတယ်။ စွန့်စားမှုဆိုတာကလည်းစကိုင်းမင်းနန်းတွေကနေထွက်နေရတာကိုဆိုလိုတာမဟုတ်ပါဘူး။ဗရမ ्या ထားယူခဲ့တာလည်းမဟုတ်ပါဘူး။ဒါရကန်မှာရှိနေပြီဖြစ်တဲ့စောယုံကိုမသက်ပဲပြန်ခဲ့ခြင်းဟာသူ့တစ်ခေငါးစီးရှင်ရဲ့အမှုတော်ကိုလုံးဝလျှို့ရှုလိုက်ခြင်းကိုဆိုလိုပါတယ်။ငါးစီးရှင်စီပြန်ရောက်ရင်ငခင်ညိုဟာတိမ်မဲကိုမျောလင်းလက်ခံရတော့မယ်ဖြစ်ပါ။ဒါပေမဲ့ငါးစီးရှင်ပြန်ရောက်ဟိုကပေးပြီးပြီးခဲ့လားမေးတော့ငခင်ညိုဟာအဆဆုံးလျှောက်တင် တဲ့အိမ်မှာဒါနှုတ်တုံနှုတ်တုံဆွတ်တုံကလာသူ့ခံစားချက်တွေးတောမှုတွေကိုပါပါပါတယ်ပြီးတော့ဗဒမားသားကိုဆက်ပါတယ်ဒီသားဟာခမဲတော့တီးရသူပေးခဲ့တဲ့ဒါငါးစီးရှင်ကောင်းစွာကောင်းကောင်းသိပါတယ်အထက်မှာပြောခဲ့တဲ့အတိုင်းစကိုင်းစား စောသွန်းဟာငါးစိရှင်ဖို့ကောင်းကောင်းကြီးနာကြည့်ရမယ်နာကြည့်ရမယ်သူအကိုစေစီကအကူကြီးယူပြီးအင်အားနဲ့စားချေစားလိုက်ရအောင်တောင်းပြီးခြားနာခဲ့သူရန်သူစီးရင်ဝင်မှာဒီရန်သူမျိုးကိုကြုံရုံကထမင်းတန်းတန်းမျက်နှာနဲ့ဟိုကကြွေးတာလည်းမဟုတ်နှက်တင်ထားတာယူဆမိတာမသက်ပဲလှုပ်ခဲ့တာဆိုတာငါးစိရှင်ဖို့ငခင်ညိုကိုချက်ချင်းထပိုင်ခုတ်တက်ခဲ့ရင်တော့အပြည့်တင်ဝင်မရှိဘူးလို့ဆိုခြင်းစရာပါဒါပေမဲ့ငါးစိရှင်ကြောစွာတွေးပုံပြောပုံကငါကြုံသည်ထမင်းတစ်စလုံးကိုသား ထမင်းတစ်စလုံးကိုရက်သူ့ယေရှုကိုတည်တည်နေတိုင်းမပြတ်သားများနှင့်တကွာငါကျွေးမွေးတော်ယေရှုတော်ကအဘဲအဘဲဆိုးဖွဲရရှိတော်အံ့နေတဲ့ငခင်ညိုကိုခွင်းလွတ်ရုံမကစူးလက်စည်းစိမ်များစွာပေးသနာတယ်လို့ဆိုပါတယ်ငခင်ညိုရောငါးစီးရှင်မှာကျွံရောသခင်မှာတော်ကြပါပေတယ်လို့ယူညင်ကျူးမိပါတယ်တပ်ဦးဆန်ပိုင်ခေကြီးထဲမှာ အမိန်အာနာနဲ့အမှုတော်အမှုတော်တာဝန်ဆိုတာအထောထိတ် အသက်သွေးကြောပဲမဟုတ်ပါလားထွေတစ်ချက်နဲ့အသက်ဆုံးခဲ့ရတာတွေစကားတစ်ခုနဲ့လှုပ်ကြံရဲခဲ့ရတာတွေအပေါ်များလာတဲ့ကာလကြီးမှာသူတို့နှစ်ဦးသားတွေးပုံခံယူပုံခံယူပုံပြောမှုပြောဆိုပုံတွေဟာရှားမှရှားမှရှားပါပဲဘရင်အာနာနဲ့သူရဲကောင်းကျေးကျွန်းတို့ရဲ့အမှုတော်ဆိုတာလောကပညာပေါ်မှာကတညုကကတဝေဒီတရားဟာလှပစွာလွှမ်းမိုးအနိုင်ယူသွားပုံလေးဟာကြည်နူးရကောင်းလှပါတယ်